ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်လို့တရုတ်ကိုရန်သွားမစားဖို့ဂျပန်ဝန်ကြီးချုပ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအကြံပေးထားကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။ Wall Street Journal ရဲ့နိုဝင်ဘာလ29ရက်နေ့သတင်းထဲမှာတော့ထရမ့်ကလက်ရှိတရုတ်နဲ့တန်တမာရေးအချက်တဲတွေကြုံတွေ့နေရတဲ့ဂျပန်ဝန်ကြီးချုပ်ဆန်နအေတာကာအီချီကိုအခုလိုအကြံပေးခဲ့တာလို့သိရပါတယ်။နိုဝင်ဘာလဆန်းတုန်းကတာကာအီချီကထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးပြောဆိုခဲ့တဲ့မှတ်ချက်တစ်ခုကြောင့်တရုတ်နဲ့တင်းမာမှုတွေစတင်လာခဲ့တာပါ။ဂျပန်ဝန်ကြီးချုပ်က တကယ်လို့တရုတ်သားထိုင်ဝမ်ကျွန်းကိုစစ်ပြုတ်တက်ခိုင်းရင်ထိုင်ဝမ်ကိုကူဖို့ဂျပန်ကလည်းစစ်တပ်တွေစေလို့ရမယ်ဆိုတဲ့အသေးပေမျိုးပြောကြားခဲ့တဲ့နောက်တရုတ်ကအကြီးအကျယ်ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။တကာအီချီကတော့သူ့ရဲ့စကားကိုပြန်မယုတ်သိမ်းတယ်လို့တရုတ်ကိုတမင်ရန်စားဖို့ပြောခဲ့တာမဟုတ်ကြောင်းဒီသဘောထားဟာဂျပန်ရဲ့အခြေခံအကြဆုံးနိုင်ငံခြားရေးနဲ့ကာကွယ်ရေးမူဝါဒအစည်းအမြစ်တွေနဲ့အညီပြောဆိုခဲ့တာဖြစ်ကြောင်းတုံ့ပြန်ထားပါတယ်။အခုသတင်းပတ်အစောပိုင်းတုန်းက တရုတ်သမ္မတရှီကျင်းဖြင့်ဟာထရမ့်နဲ့ဖုန်းဆက်ဆွေးနွေးကြရမှာတော့ထိုင်းဝမ်အရေးနဲ့ပတ်သက်လို့အတော်လေးဖိဖိစီစီချင်းကပ်ပြောဆိုခဲ့ပါတယ်။တရုတ်ကပိုင်နဲ့နေမြေတစ်ခုအဖြစ်သတ်မှတ်ထားတဲ့ထိုင်းဝမ်ကျွန်းကိုတရုတ်လက်အောက်ပြန်လည်သိမ်းသွင်းယူဖို့ဆိုတာဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းကမ္ဘာရေရာအခင်းကျင်းအတွက်ကိုတိစောက်ရမှာအထူးအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်နေကြောင်းရှိကဆိုပါတယ်။ရှီနဲ့ဖုန်းပြောပြီးသိမ်းမကြခင်မှာပဲထရမ့်ကတာဂါအစ်ချီစီဖုန်းဆက်ခဲ့ကြောင်း ပြီးတော့ထိုင်ဝမ်ကျွန်းရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်ကိုအကြောင်းပြုပြီးတရုတ်ကိုရန်စရာမျိုးမလုပ်ဖို့အကြံပေးခဲ့ကြောင်း WSJ ကဖော်ပြခဲ့ပါတယ်။ခေါင်းဆောင်နှစ်ဦးကြားကဖုန်းခေါ်ဆိုမှုကိုသိရှိထားတဲ့အမေရိကန်နဲ့ဂျပန်အစိုးရသတင်းရင်းမြစ်တွေကထရမ့်ဟာတာဂါဣချိပြောဆိုခဲ့တဲ့မှတ်ချက်ကိုပြန်ရုပ်သိမ်းဖို့ဖိအားပေးတာမျိုးတော့မရှိခဲ့ဘူးလို့ WSJC အတည်ပြုခဲ့ပါတယ်။တာဂါဣချိရဲ့ပြောရေးဆိုခွင့်ရအရာရှိစီကို AFP သတင်းဌာနကဒီကိစ္စနဲ့ပတ်သက်ပြီးဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်မှုတော့မရသေးပါဘူး။တရုတ်ဟာထိုင်ဝမ်ကျွန်းကိုပိုင်တဲ့နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားပြီးလိုအပ်လာရင်စစ်အင်အားသုံးတိုက်ခိုက်သင်းယူမယ်လို့ပါချိန်ချောက်ထားပါတယ်။ဒီမိုကရေစီထွန်းကားတဲ့ထိုင်ဝမ်ကတော့ကိုယ်ပိုင်တရားရည်တည်မှုကိုပဲလိုလားနေပြီးတရုတ်နဲ့ပူးပေါင်းရေးကိုညှင်းဆို့ထားပါတယ်ရှင်။